ားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆက်ရုံမှာညနေပိုင်းအချိန်ဘူးရှိတဲ့သူတွေများပါတယ်အားဒီနေ့ကျွန်တော်တို့ဆက်ရုံမှာအမေသားရင်းနေကြည့်ပါတယ်အဲဒါရီကတော့သူကပဲပဲပေါင်းဟင်ချူပါအဲပဲပဲပေါင်းကိုသူကရင်ညိနေရဲ့စက်တော်နေနေရဲ့ချစ်ထားတာပါအားဒီမှာပေါင်းကျွန်တော်ပဲပေါင်းဟင်ချူတွေနည်းနည်းပဲယူပါမယ်အဲကျွန်တော်အမေသားဟင်းတွေနည်းနည်းခက်ပြပါမယ်အားဒီမှာပါတော့အမေသားဟင်းမှာဒီတစ်ခေါက်သူကဖန်သားခေါက်ဆိုလေးထည့်ထားပါတယ်ဒီမှာပါဖန်သားခေါက်ဆိုရဲ့ ပြီးရင်သူကော်ဖီထုတ်ရယ်မိုးလောဥနီရယ်ပြီးတော့ရှီတာခဲမူရယ်ပါအော်ကျွန်တော်နည်းနည်းပို့ထည့်ပါမယ်အန်ဒင်းကသူကအရသာတော့သူကအချိုးအရသာထွက်ပါတယ်အော်ခုနကကျွန်တော်ခက်လာတော့ဖိတ်ပါလို့ပါအော်အဲ့မိုးလောဥအချိန်လေးနည်းနည်းပဲကြံပါဦးတကယ်လို့ကုံသွားရင်အန်တီရထက်ထက်ပြပါတယ်အဲ့ဒါရတော့သူကမုံလောက်ဥအချောက်ရယ်နန်ရွေ့ရောသူကပဲငံပြည်ရင်းနေနဲ့လှုပ်ထားတာပေါ့တွေ့ရတော့သူကချိုး ပြီးတော့နည်းနည်းလေးငယ်သွားတယ်။နောက်ပြီးတော့အာလူးပါဒီအာလူးဟင်းလေးစောက်လို့ပေါင်ပါတယ်။သူကအနစ်မြများလေးနဲ့လုပ်ထားတာပေါ့။အဲကျွန်တော်အာလူးသုံးခုလောက်ယူပါမယ်။အဲဒီပါပါ။အပြည့်ဒီနေ့နဘေးမာလေးဝက်သားပြားကြော်လေးလည်းရှိပါတယ်။ဒါကတော့ဒုံးကဆူလို့ခေါ်ပါတယ်။သူကဝက်ပေါင်သွားနဲ့လုပ်ထားတာပါ။အာဒါလေးကတော့သူကဝက်သားပြားနဲ့တွဲပြီးစောက်လို့ရတဲ့အချင်းလေးပါ။အာဒီချင်းလေးများများနဲ့ဆိုရင်သူကအဲဒီဝက်သားပြားလေးစောက်လို့ခေါ်ပါတယ်။ ော်ကျွန်တော်ထိုင်နေကြနေရဟိုးတောက်ဆုံဝိုင်းလေးကိုသွားပါပါဒီပါတောက်ဆုံဝိုင်းဒီမှာတော်တော်များများအဲ့ဒီမထိုင်ကြပါဘူးအစော်ဆုံးမှုလို့ပါနည်းနည်းလေးဝေးလို့ပါအဲ့တော့ကျွန်တော်ခုနခက်လာတဲ့ဟင်းလေးတွေပါဒီတစ်ခေါက်တော့အမဲသားဟင်းမှာတော့ပဲမဟုတ်ပါဘူးအဲ့ဒီဖန်သားခေါက်ဆိုနေထဲတာပါလေဒါတော့ရှိတာကဲမို့ပါအော်ဟင်းလေးအများကြီးပါပဲ ်ဒီတစ်ခေါက်ပဲသူဖန်သားခေါက်ဆိုလေးထဲထားပါတယ်ပုံမှန်ဆိုရင်သူကအမဲသားရဲ့မုံလောက်ဦးနီရဲ့ခြေတကဲမွေကျွေးပါတယ်အာတော့တော့သူကဒီနန်းနန်းရွက်ပါ အချိုရသာထွက်ပါတယ်အဲကျွန်တော်ဒီအော်လူလေးကြိုက်ပါတယ်အဲ့ဒီအော်လူလေးကျွန်တော်အရင်ကြိုက်ပါတယ်သူကဒီစစ်တော်အော်လူဟင်းမှာပါတယ်အရသာလို့ပြောပါအော်လူအလုံးသေးသေးလေးလောက်ထားတာပါအဲကျွန်တော်ဒီဝက်သားပြောင်းချုံလေးနည်းပြပြပါမယ်ဟိုတစ်ခါကကျွန်တော်တင်တဲ့ဗီဒီယိုထဲမှာဒီသူ့ရဲ့ power ပစ္စည်းတွေ ကျွန်တော်နည်းနည်းပြပြထားပါတယ်။အပြင်မှာကြွကြွလေးနဲ့ဟာတွေကတော့သူကပေါင်မုတ်တွေပါပေါင်မုတ်တွေကိုသူကခြွေပြီးတော့ဝတ်တာပြလေးရဲ့မုန်းညင်ကြီးရဲ့သူကရောပြီးတော့ကြော်လာတာပါ။ဒီမှာပါအထက်မှာပဲပေါင်သွားလေးပါ။သူစောက်လို့ရန်ကောင်းပါလေ။နည်းနည်းလေးတော့ဤပါတယ်။အဲဒီနေ့ဟင်းချော်တော့သူကပဲပဲပေါင်ရည်ပြီးတော့ရင်းကြီးနေရဲ့ချက်ထားတာပါ။ဟင်းချိုလေးကပုံမှန်လေးပါပဲ။ပေါက်ချင်းစရာလေးပါ။ ။အော်ဒါတွေကတော့ကျွန်တော်တို့ဆက်ယူမှာကြွေးတဲ့ညနေစာပါ။ဒါဝဟင်းနေအများကြီးပါပဲ။အားလုံးပဲထမင်းစားကြပါဦး။